ားလုံးပဲမင်္ဂလာပါဗျာ Rolling Record Channel မှာပြန်လည်ကြိုဆိုပါရစေဗျာကျွန်တော်နေတဲ့မြန်မာစစ်ကောင်းစင်ဟောက်ကနေပြီးတော့မြန်မာနိုင်ငံအတွင်းကျွန်တော်တို့သွားလာရောက်ရှိဖြစ်တဲ့နေရာတွေရဲ့အကြောင်းကိုပြန်လည်မျှဝေတာဖြစ်ပါတယ်အခုကတော့ကျွန်တော်တို့ episode 44ရဲ့အစိတ်ပိုင်းနေနဲ့ပဲမျှဝေသွားမှာပါဘာကြောင့်လဲဆိုတော့အောင်မန်းမျိုးလေးရဲ့အကြောင်းဖြစ်လို့ပါကျွန်တော်တို့အောင်မန်းနဲ့ပတ်သက်လို့ရှေ့မှာ episode 44နဲ့ပဲမျှဝေခဲ့တာဖြစ်ပါတယ်အဲ့ဒါကြောင့်မလို့ဒီ episode အောက်ကနေပဲဆက်လက်မျှဝေမှာဖြစ်ပါတယ်ဒီနေ့မှာကတော့ကျွန်တော်တို့ ။ဟောမဲမှာတည်ပြတဲ့ SSR ဘန်ပြီးသွားရင်ရောက်ခဲ့တဲ့ဘတ်ထူးရင်ပြင်ပြီးတော့တွားပြီးတော့အဲလိလာဖြစ်ခဲ့တဲ့နေရာလေးအချို့နဲ့ရောက်ရှိခဲ့တဲ့ဝါသုံးလုံးတောင်စတဲ့အောင်မဲမျိုးရဲ့တဏိတာမြင်ကွင်းတွေကိုပြန်လည်မျှဝေပြီးသွားမဲ့အစီအစဉ်ဖြစ်ပါတယ်။ ကအရွန်အောင်ပန်းရဲ့7အနေနဲ့ပြောလို့လည်းရပါတယ်။ဒါကတော့ SS အောင်ပန်းဘော်ကနေပြီးတော့မနှက်ခင်းတွေ့ရတဲ့အောင်ပန်းမြို့လေးရဲ့မြင်ကွင်းအာအေဂျင်စင်းဆိုတဲ့အချိန်မှာတွေ့ရတဲ့မြင်ကွင်းပေါ့။အမှန်နဲ့ပတ်သက်လို့ကျွန်တော်တို့ဟိုးပြီးခဲ့တဲ့နှစ်တွေကမျှဝေခဲ့ပူပါတယ်။ဒါကတော့အခုကတော့အပိုင်း9အနေနဲ့ပေါ့။ ရောင်းဝယ်စီကားတဲ့မြို့ကုံစိန်ထိုင်နေအများကြီးရှိတဲ့မြို့ Okay ဒါကဒီကျွန်တော်တို့ access ဆောင်မဲ့ဟိုဘာပေါ်ကနေပြီးတော့ roof ပေါ်နေမြင်ရတဲ့မြင်ကွင်းလေးသူကအထက်မှာ landscaping နဲ့ကျန်တဲ့ဒီမြင်ကွင်းလေးတွေကိုလည်းဒီလိုမျိုးပတာရဖြစ်ပွဲသူကပြုလုပ်ထားတာလေးရှိတယ်ဗျ။အဲခြေဝန်းနဲ့

ပြင်းပြတဲ့မနှက်ခင်းစိမ့်ဆူတဲ့မြင်ကွင်းဆိုတော့လူကိုအာလက်ဆက်စေတယ်โอเคအခုကတော့ကျွန်တော်တို့ကဒီဘက်အာတောင်ကြီးဟဲဟုတ်ဘက်ကနေပြီးတော့အောင်မန်းဝင်တဲ့ပချံတွေကနေစပြတာပေါ့အဲကနေပြီးတော့ကျွန်တော်တို့ အရင်ဆုံးဘာဘက်ကိုသွားမလဲဆိုတော့ကျွန်တော်ဟိုပတ်ထူးရင်ပြင်းဒါကျွန်တော်ဒီဘက်ကဟိုအောင်မန်းပန်းချံဒီမြို့လေးကလေးသွားဆက်မိတောင်ပိုင်းထဲမှာမှာအတော်လေးစီကားတဲ့မြို့လို့ပြောလို့ရတယ်ဘာလို့လဲဆိုတော့ဆက်မိတောင်ပိုင်းရဲ့ထုတ်ကုန်လေးအားလုံးကိုမြန်မာနိုင်ငံအနှံ့ကိုပို့တဲ့နေရာရဲ့ဗဟိုချက်လို့ဖြစ်နေတာဟုတ်ကဲ့ဒါကတော့မြို့လေးကောင်မှရှိတယ်ဗျ ဘာထူးရင်ပြင်းလို့ခေါ်တယ်။အရှင်တုန်းကဒီနေရာမှာဘာထူးကြောက်တန်းရှိတယ်။ဘာထူးကြောက်တန်းရှိပြီးတော့အခုမှတော့လက်ရှိအချိန်မှာတော့အဲဘာထူးရင်ပြင်းဆိုပြီးဖြစ်သွားတယ်။ဒါနဲ့ပတ်သက်လို့ကျွန်တော်တို့အသေးစိတ်မျှော်ရခဲ့ဘူးတာလေးရှိပါတယ်။အဲ့ဒီအကြောင်းလေးကိုလည်းကျွန်တော်တို့ဟို link လေး description မှာထိုးပေးထားပါမယ်။ပြန်ပြီးလေ့လာကျွန်တော်ရှင်လေ့လာလို့ရအောင်ပါ။လွန်ခဲ့တဲ့နှစ်တွေကကျွန်တော်တို့မျှော်ဝေထားတာပါ။ဒီနေရာလေးရဲ့တမိုင်းကြောင်းပေါ့။ဒီနေရာမှာအရင်တုန်းကကြောက်တန်းရှိခဲ့တယ်။ဘယ်အချိန်မှာဘလို့ဖြစ်သွားတယ်။ပြီးတော့လက်ရှိဒီလိုအချိန်ကြီးရောက်သွားတယ်ဆိုတဲ့အကြောင်းလေးကိုအဲ့ဒါ ဟိုမြောက်ရထားတာလေးရှိပါတယ်အဲ့ဒါလေးကျွန်တော်တို့ပြန်ပြီးလင့်ကလေးထိုးပေးထားပါမယ်ကြည့်နေအောင်ဒါကတော့အခုလက်ရှိတွေ့ရတဲ့မြင်ကွင်းပေါ့ပြီးတော့ဒီမှာကမက်သီလာရှင်တွေအတော်များများလဲတွေ့ရတယ်ဗျအောင်ဘဲမှာကလေဒါပင်စိမ့်သီးနဲ့ဟိုချင်းပင်စိမ့်ကောင်ဒါအလုံးနဲ့ ုံတော့ပေါ့ဘင်းပို့ထားပြန်တော့ကဒါအာလူရယ်ဒါအာလူတမျိုးရယ်ပုစိနံနဲ့ဩဒါဟိုပုတူတူပုံစံတခြားလေးပြင်ထားတာဒါအာလူထောင်းကဒါပုစိနံလားဟုတ်တယ်ရှင်ပုစိနံရှင်ဒါပါရောပြစိမ့်ထောင်းပြီးစားရတာဒါကလပတ်ချောက်ပတ်ချောက်ရောင်းနဲ့ဆိုင်လေးဆိုင်ရမြင်ခွေး ပြီးတော့ဒါကကြောက်လေမုံကားလို့ပြောမှာပေါ့ဟာကားပြီးမှမုံတုတ်တွေအများကြီးချိန်ပြီးတော့မုံလိုက်ပို့တယ်ကားကားကားပျောက်နေတယ်မတည်လားမုံတုတ်တွေရွယ်သူပြေတော့ခြေလက်ဒေသကလေးတွေဖို့ဆိုတော့ပို့သဘောကျစရာပေါ့အခုကျွန်တော်တို့အာဒီမှာအောင်မဲမှာဘွာ၃လုံးတောင်လို့ခေါ်တယ်အဲ့တောင်ဘက်ကိုကျွန်တော်တို့သွားမယ်ပြည့်အဲ့ပေါ်ကနေကြည့်လို့ရှိရင်အောင်မဲမြို့လေးကိုလည်းပြန်ပြီးတော့မြင်ရမယ်အဲ့ပေါ်မှာရှိတဲ့အာဖျားစေကြီးတွေလည်းဖူးညော်ရမှာပေါ့ ပင်ခဏဝင်စားတာဒီဆိုင်လေးကကျွန်တော်တို့အဟိုဘောအောင်မန်းမြို့နေမှာပဲရှိတယ်သူကဒိန်ဂျင်နဲ့ပတ်သက်ရင်လည်းနာမည်ကြီးရဲ့ဗျဒီဆိုင်လေးကလည်းပြီးတော့မုံနေလည်းရှိတယ်ပြီးတော့သူ့ရဲ့မြန်မာဟိုဘောမြန်မာထွင်းဟင်းကလည်းစားလို့ခေါင်းတယ်အဆင်ပြေတယ်သူမျိုးလေးသူခင်းကျင်းထားတဲ့ပုံစံကလေဟင်းချက်တဲ့ပုံစံကလည်းအဲ့လိုပုံစံမျိုး ပြီးတော့တွေ့စရာအဆုံလင်းရှိတယ်ငပိကြီးလည်းကောင်းတယ်ပြီးတော့ဒါကဟိုပါပေါ့အချိုပွဲပြီးတယ်အချိုပွဲကပြောင်းမှုကတော့ကျွန်တော်တို့ခုနကရှိသူဟိုပါဖြစ်ထားတာဒါဆိုင်ထဲမှာဒီလိုမျိုးဟိုးမှာသူ့သူ့စီကနေထုတ်တဲ့မုံနေလည်းရှိတယ်โอเคအခုကတော့ကျွန်တော်တို့အဲဒီဟာသုံးလုံးတောင်ပေါ်တက်မယ် တောင်ပေါ်မှာတော့တည်ထားတဲ့ဖျားစီတီကိုဒီလိုမျိုးတွေ့ရတယ်ဗျ။ဟိုမှာကနခေဟုံးစီတီဟိုအောက်မှာမြင်းနေရတာကအောင်ပန်းမြို့ ကြည်လင်နေတဲ့ຢာတွေဥရုအောင်မှာဆိုတော့ပို့ပြီးတော့စိတ်ဆူလှပနေတာတရောင်းတော်မူကိုရော်ရဲ့ကိုရော်နဲ့အခုနဒီအောင်မန်းမြို့ရဲ့မြင်ကွင်းဟိုတခုပဲရှိတာကကျွန်တော်တို့ကလေဒီဖျားစီနဲ့ပတ်သက်လို့တော့ဟိုပြောပြနိုင်စရာအချက်လက်ကျွန်တော်တို့ရှာဖွေတွေ့ရှိခြင်းမရှိဘူးဖြစ်နေပါတယ်ဗျာဘာပဲပြောပြောဖျားစီတွေရဲ့ ုံစံတိုင်းဖျားရည်တရားရည်ကအေဂျင့်နေပေါ့အခုဒါကဒီကနေကြည့်လိုက်လို့ရှိရင်အောက်မှာတွေ့နေရတဲ့အောင်မန်းမျိုးရဲ့မြင်ကွင်းလမ်းမျိုးလေးအခုလိုအချိန်ကစိမ့်ဆူနေတဲ့အချိန်မလို့ပြအာပို့ပြီးတော့ညင်ခွေးလေးကလှပနေတယ်လို့ပြောရမှာပေါ့ ီလန်းလေးရနေပြီးတော့ဆဲသွားရပါဘူးပြင်းရင်တော့အနံ့အဆဲမှလည်းဒီလိုမျိုးဟိုပါပေါ့သူရှက်ွက်လေးရပြောပေါ့တမင်းဟုတ်ကဲ့အခုကကျွန်တော်တို့ပြန်လာပြီပေါ့ဒါတော့အောင်ပိုင်းရဲ့အာအမတ်တရပစ္စည်းဒီရောင်းတဲ့ဈေးတန်းပြင်တာအခုနောက်ပထူပန်းချံ ောင်ပန်းရဲ့စီးစာဒါကတော့ကျွန်တော်တို့တဲတဲ့နေရာကနေပြီးတော့တွေ့ရမြင်ရတဲ့စီးစာပေါ့ဒီလိုမျိုးလေးမြင်ရတယ် အနှခင်းမှာလှပတဲ့သူ့ရဲ့မြင်ကွင်းပုံစံမျိုးရှိတယ်လို့အခုလိုစီးစားချိန်ကြတော့လေသူ့အလှကတမျိုးဖြစ်နေပြန်ရောဗျ သူ့ရဲ့ landscaping လေးကလေကျယ်ဝန်းလဲကျယ်ဝန်းနဲ့ပြီးသွားတော့ဟိုပြုပြင်ဖန်တီးထားပုံလေးကလည်းနှက်လို့စရာကောင်းတယ်ဆိုရဲခါကြတော့တဲခိုနေထိုင်သူတွေဖို့တော့အာသဘောကျစရာအပန်းဖြေစရာနေရာလေးပေါ့ Okay ဒါကတော့ညဘက် rooftop bar ပေါ့အဲသူ့မှာ rooftop bar လေးရှိတယ်ဗျဒါကကိုယ်ဘလို့အဆင်ပြေမယ်ဒီလိုအကင်းဆုံးလေးရတယ် ဟုတ်ကဲ့ကျွန်တော်တို့ဒီဘက်မြောက်ဝေချင်းကတော့ဒီမြောက်ပဲဖြစ်ပါတယ်ဗျကျွန်တော်တို့အောင်ဘမြို့မှာသွားရောက်အဲသွားရင်းနဲ့ရောက်ရှိခဲ့တဲ့တနေတာမြင်ကွင်းလေးတွေကိုပြန်လည်းမြောက်ဝေချင်းဖြစ်ပါတယ်ကုလူချီရှူပြီးတဲ့အတွက်အားလုံးကျေးဇူးတင်ပါတယ်ဗျ